ဒါပေမဲ့ဗီယက်နမ်တော့အနိုင်ငံသားမှာပဲတွေ့ရမယ်ဆိုလို့ရှိရင်လည်းကန်ရမှာပဲထိုင်းပဲလာလားဗီယက်နမ်ပဲလာဘာကြီးပဲလာလားမျိုးတော့ကန်ရမှာဘယ်အတင်းလာလားဘယ်လိုဝဲကြည့်လဲကန်မှာသူ့ဘာ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 ဖြစ်နေတယ်ဒီလိုကအရှင်ဖို့လည်းမလိုပါဘူး။ဒီမှာတော့ဒီအတင်းနဲ့ဒီအတင်းကိုအာရုံစူးစိုက်ပြည့်အနိုင်မဲ့ကံပါဘူး။အတခုခုကဒီလိုလဲဟွာဖြစ်လာရင်လည်းနောက်တစ်တင်းလည်းအဲ့လိုမျိုးကံမှာစောင့်ကြမှာမလိုပါဘူး။ ေတော့ဗောနော်အာဖိုင်နယ်တော့ပါပြီဘာဖြစ်ထိုင်းနေပြီပေါ့များတိတ်တော့မကွာဘူးဒါပေမဲ့တော်တော်ကြသာရမယ်ပေါ့နော်ပြောမှပြောတော့ဒါပေမဲ့အဓိကတော့ချန်ပီယံပြေးကြမယ်အဲ့ဒီစိတ်နဲ့လည်းတော့ဟုတ်အင်းနဲ့တွေ့လဲပွဲရတော့ပါမြင်ပါပဲ။ဖိုင်နယ်တက်ပြီဆိုရအချိန်ကြီးတော့မြင်လာတာတော့သူချင်းကိုတင်ပဲအဲ့ဒါအဲ့တော့တိချာကစားအောင်ဖိုင်နယ်တက်ပါရင် အဟောအမမရယူနိုင်မှာအခုတကောအတက်က18ဒိုင်းနေရာကဆန္ဒဘတ်ဆော်လက်တင်အခုရုံလိုက်တဲ့တင်မှာကစားနေပါအဲမိကအပြင်နမရဟောဦးဆောင်အမေနမရတော့တိမ့်တယ်ဝင်ဟောအဇာတိယခင်ရအော်ညီမနမရဒေးစီအောင်ပါအတက်ကတော့18နဲ့ကစားနေတဲ့ကလပ်ကတော့ရုံလိုက်တဲ့မှာဟောမိဘတွေကတော့ဦးထရောင်းနဲ့တော်ရင်ရအောင်ဒီနေ့လိမ့်စာအနေပြီးတော့ဩော်ပါပါ တဲ့ရေကတော့အဲ10နှစ်17နှစ်ငငယ်လေးရဘုံလုံးပြန်လာဝါဒနာပါတော့ဝါဒနာပိုင်းနဲ့ဒီတိုင်းရေခွက်ထဲမှာလာကြည့်တာအဲ17နှစ်17နှစ်လောက်မှာတင်နန်းတက်ပြေတာပေါ့ဟုတ်တင်နန်းတက်ပြေနေဘုံလုံးကန်ရနေစပြီးတော့အဲဟိုမှာခင်းရမှာပဲတက်ဟုတ်တင်နန်းမှာခင်းရမှာတင်နန်းတက်ပြေနေအဲရနေစပြီးတော့ဒီပြီအခြေခံနဲ့စပြီးအဲရနေပြီးတော့မှခင်ရရနေတိုင်းလေးပြည်နယ်ကလည်းအခုလက်ရည်တင်ပါတော့ဟုတ်ဒီမကဘောလုံးကတော့ငယ်ငယ်လေးကကန်တာပေါ့ဒါမှမဟုတ်ရန်ကုန်ဆက်ရောက်တာ7နှစ်နဲ့ဆက်ရောက် ကျောင်းနဲ့တွဲပြီးတော့အမှဝါယာကြီးကိုစားရောက်တော့အဲ့ရနေပြီးတော့ပဲဒီတက်တန်းလိုက်တက်ဆင်းနေတော့ဟုတ်ပါဘူးလူရအမေကလုံးဝသဘောမကျဘူးနော်မင်းကြီးပုံနဲ့မင်းကြီးလိုပဲနေနေတာအဖေကကျတော့တိတ်ပြောမပြောပါအမေကလုံးဝမရဘူးတော်တော်ခက်ခဲခဲ့ရပါတော့ခုလိုမှလာနည်းနည်းအလိုလိုက်တာအဆောင်ဆိုလို့ရှိရင်လုံးဝဟိုအင်းနဲ့အတိုက်ခံလို့ပြီးတော့ကလား အရာမသိအောင်ခိုးရွက်ပြီးတော့ကစားရတဲ့အချိန်မှာအများကြီးဟုတ်ဘလို့ဒီကံအဲ့ကံကနာကနာအရိုင်းကံနာကနာကနာအိမ်မြန်လို့ရှိရင်တော့ဘုရားသာယူနေတာအရိုင်းကံရမှာဆိုလို့ဒီစိတ်လည်းမျိုးပါအော်ညီမကကြော်တော့အဲ့လိုမျိုးပါငငယ်တွေကအဖေတွေနဲ့တူဘောလုံးပွဲကြီးတော့ဘောလုံးကဝါဒနာပါပါတော့ကဲကဲနဲ့အမကျောင်းပွဲစကံတော့သူတို့ကလည်းဆရာရတဲ့တစင်းဆရာအဲ့အင်အားအဖေကိုပြောတာပေါ့ အဲ့ဒါတကယ်လည်းအားပေးပါတယ်ဒီရန်ကုန်ရောက်သွားတဲ့အထိနောက်ကနေ support ပေးတယ်အစတော့ကကိုကပြင်ကျင်နေဖြစ်ခဲ့တာသူတို့ကပဲပြန်ပြီးတော့တွန်းအားပေးခဲ့တာဟုတ်ကောကိုကအစဒီလောက်ကြီးမဟုတ်ဘူးဖီလင်းမဟုတ်ဘူးမဟုတ်မဟုတ်တော့တယ်အလောင်းမဟုတ်ဘူးအကြီးကအရင် support ပေးတော့ဒီရောတွားပြီးတော့ပါတယ်အော်အမေကတော့အလိုမျိုးပေါ့အဲ့လိုမျိုးမကန်ချင်းအဲ့လိုမျိုးပေါ့ပြန်လာခဲ့ပေါ့ဒီမှာကြောင်းပြန်တက်လို့ပေါ့အဲ့လိုမျိုးပြောတယ်ဒါပေမဲ့အဲ့လိုဖီကတော့ရောက်ပြီးသွားရင်တော့အဲ့လိုမျိုးပေါ့တေချာပြန်လုပ်ဖို့ပြောတယ်ဟုတ်ဟုတ်အာခရေရတော့ခရေရ ပင်မခဲ့ရရတဲ့အများကြီးပဲပင်မခဲ့ရရအများကြီးအဲဘလို့ဘလောက်တော့ခဲ့တယ်လို့တချို့ရတယ်ဆိုလို့ရှိရင်တကယ်ပြတခါကြလို့ရှိရင်တွေးမရပါဘူးတော်ပြီဘုံမကန်နေတော့ဘူးအဲ့လိုမျိုးကြည့်အောင်တခါကြိုက်ဖြစ်ဘူးလေအဲခက်ခဲတာတော့တော်တော်ခက်ခဲခဲ့ပါအရန်ခက်ခဲရဲ့ဟုတ်စိတ်ဓာတ်ကြားတဲ့ခါမှာဘလို့မလူပြပြန်လို့တော့အဲအိမ်ဖုံးဆက်တယ်အဖေကိုပြပြအဖေကအဲတခါကြိုက်ပြောပြတာပေါ့နော်ပန်းဖြူရင်းဖြူလို့ရှိရင်ခံရမှာပဲလေအရင်ကနေအပြေးကြီးကနေပြန်ပြီးတော့အဲဒီကြလို့ရှိရင် ုံးဆက်တယ်။ဒါကြောင့်လို့ရှိရင်အဲ့လိုတစ်ခါရရင်အဲဘောမှာခဏခဏပြုတ်ခဲ့ဘူးလေအဲ့လိုလည်းရင်းမပါခင်တိုင်းနေမိနေမှာတိုင်းနေမိနေတခါမှမကစားဘူးပေါ့ဗျအဲ့လိုခဏခဏပြုတ်ခဲ့ပဲခါကြောင့်လို့ရှိရင်ကိုကိုကိုပဲပြန်တွေ့ရစာရဖက်ပြတယ်လို့ရှင်းလားနောက်ဆုတ်တာပို့ပြီးတော့အရှိရောက်ဖို့တော့နောက်ဆုတ်တာလို့ပဲတွေးပြီးတော့ပဲအဲ့လိုမျိုးကိုကိုကိုပြန်ပြီးမူတွေပြန်လို့ပေါ့ဟုတ်ဒီမှာကတော့အဲ့လိုမျိုးပေါ့အစတွေကလည်းဒီအိမ်မှာပဲအဲ့လိုမျိုးဖြစ်တာဆိုတော့ဒီမှာဆောက်ရတဲ့အချိန်ကတော်တော်ခက်ခဲခဲ့ပါ အခုထိလည်းအဲ့လိုမျိုးမနက်ခင်းနဲ့မိုးရေရမ်းရွာတဲ့အချိန် train ရဲ့လှုပ်ဖို့အစောထားရတယ်။အဲ့လိုချိန်ကျတော့အိမ်ရောအရန်ပြန့်ကျင်တာ။ညဘက်တွေဆိုရင်ညဘက်တွေဆိုရင်အဲ့အချိန်ဆိုရင်ဟာနှိုးပြန်ပြီးအဲ့လိုမျိုးအဲ့လိုမျိုးအဲ့လိုမျိုးမထချင်သေးဘူး။အိတ်ရှင်တာတော့မိုးတွေကလည်းအေးတော့အဲ့ဒါလည်းမရဘူးထရရအောင်။အဲ့လိုချိန်နဲ့ထပြီးညဘက်တွေဆိုရင်အဲ့လိုမျိုးတအားပြမလာတဲ့အချိန်တွေဆိုရင်တော့အိမ်ရောပဲဖုံးဆက်ပြတာ။ဟာသမီးရမ်းပြမန်းနေပါဖြစ်တယ်ညလို့တယ်ပေါ့။အဲ့မှာသူတို့ကလည်းပြန်ပြီးတော့သမီးကိုပြောပြရတယ်။အဲ့လိုမျိုးပေါ့။ကိုကအဲ့လိုမျိုးပေါ့။ အပြင်မမခံပဲတော့ဘာမှမရဘူးပေါ့အိမ်ပြန်လာရင်လည်းစာလုံးရင်လည်းပြင်မန်းတာပဲအဲ့လိုမျိုးပေါ့သူတို့အဲ့လိုမျိုးပြန်ပြောပြအဲ့လိုမျိုးအိမ်လွမ်းတဲ့ချိန်ဆိုလည်းအဲ့လိုမျိုးပဲထွက်နေတဲ့ချင်းနဲ့နားထောင်နေညီမအဲ့လိုမျိုးပဲပြန်ပြီးတော့ပဲအဲ့လိုနားထောင်လေမျက်ရည်တွေကဝဲလာလေပဲအဲ့အားနဲ့ပဲပြီးသွားတာတကာလေးဖုံးဆက်ပြီးတော့အဲ့လိုမျိုးအိမ်ုံပြောပြရင်လည်းအိမ်ကစိတ်မကောင်းဖြစ်မှလည်းဟိုဖြစ်တော့လေအဲ့လိုမျိုးပဲကိုယ့်အကူပဲဟိုဖြစ်ရတာဟုတ်လို့တရားဟိုဒီတရင်းနေစရောက်ရောနော် အရင်ကဒီစက်တောင်မြောက်စပါရခင်ဗျာလေရင်စပြတဲ့အချိန်အစပြောတော်တော်ကြီးပြောင်းလဲရအအရင်တော့ဆန်တော်ဘွက်ဆော့ဆန်တော်ဘွက်ဆော့ပြီးတော့မှအခုမှကိုယ်တိုင်ပြောင်းပြီးဆန်တော်ပြီးဆန်တော်ဘွက်ဆော့ပြီးတော့နည်းနည်းလမ်းလျှောက်ပြီးတော့အဲ့လိုမျိုးပါပြည့်တယ်ဗျာ အမေရအောင်ဆံမှာအဲ့ဒီလည်းဆက်ကြောင်းရမှာဆက်တာတူရဲ့ရမတော်ဆက်ဆံတဲ့ဟုတ်သူအများကြီးပြေပြောင်းလုပ်ပေးခဲ့လို့အခုလူမျိုးဒီလိုနေရနေရရပြီးတော့အခုလူဖြစ်လာဟုတ်ဒီမကတော့အဲ့လိုမျိုးပါဆရာတွေဒီမကအဲ့လိုမျိုးပြပြပြအဲ့လိုမျိုးတဲမှာပါတော့ဆရာတွေတော်တော်များများနဲ့ညီမကအဲ့လိုမျိုးဖြစ်ခဲ့တယ်သူတို့တွေကအရန်အဲ့လိုမျိုးတကုတ်ကုတ်ဆိုရင်လည်းအဲ့လိုညီမတော့ပေါ့နော်အားမလို့အားမရအဲဟုတ်တယ်အဲ့လိုအားလို့အားမလို့အားမရနဲ့အရန်ပြောတဲ့ဆရာတွေနဲ့ပဲအဲ့လိုမျိုးတကုတ်ကုတ်ဆိုစူးစဲအဲ့လိုမျိုးတွေကြည့်ပဲဆရာမဆန်းသိန်းဆိုလည်းအဲ့လိုပဲ ဒီဆရာတက်ဆိုလည်းအဲ့လိုပဲညီမတို့လည်းအဲ့လိုမျိုးဟိုအရင်လေးကသူတို့နဲ့ကအဲ့လိုအရင်လေးကတန်းလိုက်တရားနေပြီးတော့ဆရာမဆန်းသိရတော့ဟိုငငယ်တရားကိုသူကစပြီးတော့အဲ့လိုမျိုးဆရာမဆန်းသိနေစပြီးတော့အဲ့တုန်းကလည်းသူကပြုပြင်ပြောင်းနေပြီးခဲ့ဟုတ်ကွင်းတရားနေပြီးတော့လည်းအဲ့လိုမျိုးသူစိတ်ဆိုးတဲ့အချိန်မင်းတို့ဂျွန်းထိုးပြီးထွက်သွားဆိုပြီးဒီကွင်းတရားနေဂျွန်းထိုးပြီးထွက်ရဟုတ်တယ်အဲ့နိုင်ငံเจ้าမသွားခဲ့တနေ့အဲ့လိုမျိုးထွက်ခဲ့ရတာညရင်လေးကြာပြီးတော့ထွက်ခဲ့ရဟုတ်နေလဲဘာရောက်ပြီးရောက်နေအဲကလမကြတော့သူကလည်းမျိုးပါနော်ဟိုအဲ ကိုကြိုက်တဲ့နံပါတ်ကိုယူရတယ်အမ်ဘယ်လိုပြောမလဲဟာကိုကြိုက်တဲ့နံပါတ်ကိုယူထားတာအမ်ရန်ကုန်မှာကျတော့နံပါတ်16ပါဒီမှာကျတော့အဲ့လိုမရင်းအကြီးသေးမှာပါနာပါလို့ဆိုရင်ကိုကအဲ့လိုဒီမှာအဲ့လိုမျိုးကိစ္စရင်တိတ်ပြီးတော့ဟိုမှာမဖြစ်ဘူးဆရာကြီးပေးတဲ့နံပါတ်ပဲယူလိုက်တာအဲ့ဒါကြောင့်ဟုတ်ကြိုက်ရင်နံပါတ်16ကိုကြိုက်တယ်အဲ့ဒါကြောင့်ကိုယူရတာ AC ရော16ပါအော်အခုအဲ့ဒါကတော့ငါတို့က BNN နဲ့တောင်းဆိုရကြတယ်အင်ရှင်နဲ့အဲ ဘာဖြစ်သူကအင်ဂျင်ဆိုနည်းတော့အားတရဒါပေမဲ့ဖီအားတော့များတယ်ပေါ့နော်ပထမဆုံးတွေ့မှာဆိုဒါပေမဲ့အဲမဘွားလည်းအကောင်းဆုံးပြင်ဆင်ထားတယ်ပေါ့ BNN နဲ့တွေ့မယ်ပွဲကို BNN ကိုနိုင်ကန်ပြီးတော့ဂျန်နဲ့တင်လန်နိုင်ကန်ကျွန်တော်ကအုပ်စုပထမနဲ့တက်ချင်တယ်ဟုတ်အဲဆောင်လို့လောမလို့မပြောတတ်ဘူးမဘွားဘာလို့ဖြစ်ဘီယန်နာတော့အနိုင်ကလာမှာပဲဒါပေမဲ့ မပြောတော့ဘူး။ဘာဖြစ်တို့ရမယ်ဆိုလို့ရှိရင်လည်းကန်ရမှာပဲ။အထိုင်းပဲလာလာပြန်နေမယ်လားဘာကြီးပဲလာလာမှာတော့ကန်ရမှာ။အဲအဲကြောင့်မလို့တောင်းဝန်လိုတော့မလို့အဲ့ဟာနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့ဆင်းရဲကြထားတယ်မရှိဘူးရှိဘူး။ဒါဘယ်အတင်းလာလာဘလို့ဝဲဖြစ်ဖြစ်ကန်မှာတော့သူ့ဘာကောင်ဘာဖြစ်လို့ကျန်တို့တကကြီးရှောင်ဖို့လည်းမလိုပါဘူးညီမတို့ကဒီအသင်းတိုင်းဒီအသင်းရောအာရုံစိုးစိုက်ပြည့်အနိုင်မဲ့ကံပါဘို့အတခုခုဟိုဟာပြည့်လို့လဲဟိုဟာဖြစ်သွားရင်လည်းနောက်တစ်သင်းလည်းအဲ့လိုမျိုးပဲကံပါမယ် ကြောင်းရမှုပါဟုတ်ဟုတ်ငမနာရယ်ဟိုအဓိကတော့ဒီမှာဖိုင်နယ်တက်ပြီးတော့ဖိုင်နယ်တက်ချင်တာအဲ့ဒီအတွက်လည်းအများကြီးပြင်ပါတယ်ဟုတ်ဒီလိုပေါ့နော်အာဖိုင်နယ်တက်ပါပြီဘာဖြစ်ထိုင်းနေတွေ့ပေါ့များတယ်ထိုင်းနေတွေ့ပေါ့များတယ်သူလည်းတိတ်တော့မကွာဘူးဒါမဲ့တော်တော်ကြားရမယ်ပေါ့နော်ပြောမှမပြောတော့ဒါမဲ့အဓိကတော့ချန်ပီယံပြေးရမယ်အဲ့ဒီစိတ်နဲ့လည်းတော့ဟုတ် ထိုင်းနဲ့တွေ့လဲပွဲရတော့ဘာဖြစ်မှာပဲလေထိုင်းနဲ့တက်ပြီဆိုတော့အချိန်မရတော့မြင်လာတာပဲသူတင်ကိုတင်ပဲအဲ့တော့အဲ့တော့တိချာကစားရမှာထိုင်းနဲ့တက်သွားရင်လည်းအဲ့လိုမျိုးဟုတ်ဟုတ်ပြီးရင်းမှာတော့ဟာကိုရအောင်ဒီမှာကိုကြီးမောင်တော့အကြိုက်မောင်ပဲပြီးသွားမှာဆိုလို့ရှိရင်နေမောင်အကြိုက်ဟုတ်မာကမင်းကလေးတရားပဲပြောမာကဝန်တင်ကြီးထုံးတယ်ဟုတ်ပြီးသွားမှာတော့အဲ့ဒါတူဘောနာတူစီရောနာတူဟုတ်ကဲ့ အာဘယ်ကြီးရတော့အာအခုကတော့ပြည်စင်နေပါမှာအသက်ရရတော့လို့ရှင်တပြေးပြေးပါနော် professional ဘက်သွားပြီးမှပြပအတင်းထဲမှာထွက်ပြီးထွက်ကစားကြတာဟုတ်အဲ့ဒီမျိုးမှားလာပါညီမကဒီတပြေးပြေးပေါ့အာညီမတို့ရဲ့ငငယ်တရအိမ်မက်ကတော့ဒီညီမလွယ်စင်ပြေးပို့ပေါ့နော်ညီမလွယ်စင်ဖြစ်ပြီးတော့မှအဲ့လိုမျိုးပေါ့ကိုမက်ခဲ့တဲ့အိမ်မက်တွေအတွက်အဲ့လိုမျိုးနောက်တစ်ဆင်းချင်းတစ်ဆင်းချင်းပေါ့ညီမလည်းအာဟိုပါဖြစ်ပါညောင်းမထားပါဟုတ်